ဒီဗီဒီယိုမှာအခြေခံ sentence structure ၅မျိုးရဲ့၄မျိုးကြောင့်ရှင်းပြပေးထားပြီးပြီ။အဲဒီဗီဒီယိုမှာတော့အဲ့ဒီ sentence structure တွေနဲ့ကိုယ်ကစာဖတ်တဲ့အခါမှာဘာသာဘလို့ပြန်မလဲဆိုတာကိုအကြံဉာဏ်ရှင်းပြပေးမယ်။ဒါအခုမှစမဲ့သူတွေအတွက်ဘလို့မျိုးဘာသာပြန်မလဲမသိတဲ့သူတွေအတွက်ကိုရည်ရွယ်ပြီးတော့ဟိုရှင်းပြပေးမှာဖြစ်ပါတယ်။ အားလုံးပဲမင်္ဂလာပါအခြေခံ English အပိုင်း10ရာနေကြိုဆိုလိုက်ပါတယ်အဲဒီဗီဒီယိုမှာ English စာကြောင်းတွေကိုမြင်တဲ့အခါကျရင်ဘယ်လိုပုံစံဘာသာပြန်မလဲဆိုတာကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲပထမဆုံးအနေနဲ့ကျွန်တော်တို့သိထားရမှာကဒီ subject နေရာဆိုရင် the လို့ထည့်ဘာသာပြန်လိုက် object နေရာမှာဆိုရင် go လို့ဘာသာပြန်လိုက်ဒီ complement နေရာမှာတွေ့ရဆိုရင် the လို့ဘာသာပြန်လိုက်ရမှာပဲဥပမာပထမဆုံး sentence structure ဖြစ်တဲ့ အဲဒီ subject verb ပေါ့နော်ဒါဆို she sleeps ဒါဆို she a subject ဖြစ်မယ်အဲ sleeps ကတော့ verb ဖြစ်မယ်ဒါဆိုရင် subject ဆိုရင် the လို့ဘာသာပြန်ဆိုတော့ तू မသည် eight သည်ပေါ့အဲဒါမျိုးလေးဘာသာပြန်လိုက်ရုံပဲအဲနောက်တစ်ခု i drink beer ဒါဆိုရင် i are a subject ဖြစ်မယ်အဲ drink ကတော့ verb ဖြစ်မယ် အဲ beer တော့တောက်ချင်းခံရမှာဆိုတော့ object ဖြစ်မယ်ဒါဆို subject ကထုံးစံနိုင် the လို့ပါလာပြန် object ဆိုရင် go လို့ပါလာပြန်ဒါဆိုကျွန်တော်ဒီ beer ကိုတောက်ဒီဆိုပြီးဘာသာပြန်လိုက်ရုံပဲအဲရှေ့မှာလည်းပြောပြီးမြန်မာနဲ့ English နဲ့ subject verb object ဒီစာကြောင်းတွေမှာ idea ကွဲလွဲတာရှိရဲဆိုပြီးပြောထားပြီးသားဒါပေမဲ့မှတ်သားထားမှာက object နေရာမှာဆို go လို့ထည့်ပြန်လိုက်ရုံပဲအဲနောက်တစ်ကြောင်းအနေနဲ့ we give him a watch ဒီမှာ birth က give where ပြီးလို့တဲ့ဒီဆိုတော့ subject ဖြစ်မယ် him ကတော့ပေးခံရမှာဆိုတော့ object ဖြစ်မယ်ဒီ award နိုင်ရလဲပေးခံရမှာဖြစ်တဲ့အတွက် object ဖြစ်မယ်ဒါဆိုသက်ရှိဆိုတော့ interact object အဲသက်မဲ့ရ direct object အဲဒါ object ဆိုရင် goal လို့ဘာသာပြန် subject ဆိုရင် the လို့ဘာသာပြန်ဆိုရင်ကျွန်တော်တို့ဒီသူ့ကို night လုံးကို ပေးတယ်ဆိုပြီးပြန်လာရပြီဟိုပုံမှန်တေချာရှော့ရှူပြန်နေဆိုရင်တော့ကျွန်တော်တို့သူ့ကိုနိုင်တလုံးပေးတယ်ဆိုပြီးပြောလိုက်လေရတယ်ဒါပေမဲ့ဟိုဘလို့ခွဲခြားပြီးပြန်လဲဆိုတော့ဟိုမလုံးဝမတည်သေးတဲ့သူတွေအတွက်ကိုဟိုဒါဟိုမှတ်သားနေတစ်ခုအနေနဲ့ဟိုရှင်းပြပေးတာဖြစ်ပါတယ်အဲနောက်ထပ်ဥပမာတစ်ခုအနေနဲ့ he is a doctor ဒါဆိုရင်ဒီမှာ here a subject ဖြစ်မဲ့ is ကတော့ verb ဖြစ်မယ် a doctor ကတော့ complement ဖြစ်မယ် complement ဆိုလဲ the လို့ပြန်လိုက်ရုံပဲ subject ကလည်း the ပဲဒါဆိုရင်သူသည်ဆရာဝန်တယောက်ဖြစ်သည်အဲဒါဒီ emissary ထုံးစံမှာသူ့နောက်မှာနေရာရိုက်လိုက်တယ်ဆိုရင်တော့ရှိသည်ဆိုပြီးဘာသာပြန်တယ်ပေါ့နော်တနေရာမှာတရှိရဆိုပြီးပုံစံအဲဒီမှာတော့ noun ဖြစ်တဲ့အတွက်ကြောင့်ဖြစ်သည်လို့ပဲဘာသာပြန်လိုက်ရုံပဲအဲနောက်ထပ်တစ်ခုအနေနဲ့ he is tall အမှ here a subject ဖြစ်မယ် is ကတော့ verb ဖြစ်မယ် tall ကတော့ complement ဖြစ်မယ် ဒါဆို subject က the complement ဆိုလဲ the ဆိုတော့သူ the အရက်ရှိ the အဲဒီလိုမျိုးလေးပြန်လိုက်ရုံပဲအဲနောက်တစ်ခုအနေနဲ့ he is outside ဒါဆိုရင် is ကတော့ verb ဖြစ်မယ် here ရော subject ဖြစ်မယ် outside ကတော့ complement ဖြစ်မယ်ဒါဆိုရင်ထုံးစံတိုင်းမှာ subject က the complement ဆိုလဲ the ဆိုတော့သူ the အပြင်ဘက်မှာရှိ the အဲဒီမှာနေရာဖြစ်သွားတဲ့အတွက်ရှိရဆိုပြီးထည့်ပြန်လိုက်ရုံပဲ အဲနောက်တစ်ခုအနေနဲ့ he is in the park ဒါဆို is ကရစ် verb ဖြစ်မယ် here is subject ဖြစ်မယ် in the park ဒါ complement ဖြစ်မယ်ဒါဆိုလည်းအဲ subject က the complement ဆိုရင်လည်း the ဆိုတော့သူသည်ပန်းခြံထဲမှာရှိသည်အဲဆိုပြီးတော့ပြန်လိုက်ရမှာပဲဒါဆိုရင်ဒီမှာရှင်းပြချင်တာက ဟိုပုံမှန်ကျွန်တော်စကားပြောတဲ့အခါမှာဘာသာပြန်တဲ့အခါမှာတော့ဟိုပြေပြေအောင်ကိုပြောနေချင်ပုံစံတိုင်းဘာသာပြန်လို့ရတယ်။ဒါပေမဲ့လုံးဝဘယ်လိုမျိုးစဉ်းစားပြီးပြန်မှမသိရတဲ့အတွက်ဒီမှတ်နည်းလေးနဲ့မှတ်ပြီးတော့ဘာသာပြန်လို့ရတယ်ဆိုတော့ရှင်းပြပေးတာဖြစ်ပါတယ်။အဲဒီဗီဒီယိုလေးကတော့လောက်ပါပဲ။အဲနောက်ဗီဒီယိုမှာတော့နောက်ဆုံး sentence structure ဖြစ်တဲ့ sentence structure number 5ကိုရှင်းပြပေးမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။